အားလုံးပဲမင်္ဂလာညနေခင်းပါရှင် PP Radio မြန်မာရဲ့နှလုံးသားဟာရစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့ပဲလာပါ။ဒီတစ်ပတ်မှာတော့တင်ကန်ဆိုတဲ့ Facebook စာမျက်နှာပေါ်မှာတင်ထားတဲ့ဆဲတဲ့ကြနေပြီလားဒီစာကိုအဆုံးအဖတ်လိုက်ပါဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားချင်ပါတယ်ရှင်။လောကမှာကိုကိုစိတ်ညစ်အောင်လုပ်တာလဲကိုပါပဲ။ကိုကိုပြောင်းအောင်လုပ်နိုင်တာလဲကိုပါပဲတဲ့။ ကိုကိုအောင်မြင်အောင်လုပ်နိုင်တာကလည်းကိုပါပဲရှင်ကိုကိုကြရှုံးအောင်လုပ်နိုင်တာလည်းကိုပြန်ပါပဲရှင်အဓိကကကိုရဲ့စိတ်ပါပဲစိတ်ဆိုတာအရင်ကြောက်ဖို့ကောင်းပါတယ်စိတ်ကောင်းထားတဲ့ရင်တမှုရှိတဲ့စိတ်တစ်ခွက်ဖြစ်နိုင်ပြီးတော့မကောင်းတဲ့စိတ်တွေထားမယ်ဆိုရင်တော့ကြောက်စရာကောင်းတဲ့ဘေးအနေတစ်ခုဖြစ်သွားနိုင်ပါတယ်အဲ့တော့အရေးကြီးဆုံးစိတ်ကမိမိကိုမိမိစိတ်ချမ်းသာအောင်ထားဖို့နဲ့တမှုရှိအောင်နေထိုင်ဖို့ပဲမဟုတ်လားဥပမာရင်နှီးပူတစ်ခွက်ကိုတင်ကြကြဂင်ထားကြီးလိုက်ပါ တင်ကင်ထားသူရဲ့ကတော့အဲ့ဒီအပူဒဏ်ကိုချိန်မှိတ်ပြီးခံစားနေရအောင်ပါပဲ။တင်လွှတ်ချနိုင်လိုက်မှဒါအပူဒဏ်နဲ့ဝေသွားပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်။ဒီလိုပဲတင်မှရှိတဲ့စိတ်ညစ်စရာတွေကိုတင်သွင်းနေတဲ့၍စိတ်ညစ်စရာတွေကပုံမူကြီးထွားလာပြီးတော့တင်ကိုဆက်ပြီးတော့စိတ်ဆင်းရဲနေစေမှာပါ။ဒါရီကိုမသွေးတော့ဘဲဖြည့်ရှင်းဖို့နီလန်းရှာမတာအဆင်ပြေမှာပါ တချို့ကအရင်အတွက်စိတ်ညစ်ကြတယ်တချို့ကจิตတူရစာအတွက် တချို့ကအလောက်အတွက် တချို့ကငွေကြေးပြဿနာတွေအတွက်အဆက်ရှိတဲ့စိတ်ညစ်ဆရာမျိုးစုံတွေရှိကြပါတယ်။ဒါတွေကိုထိုင်ပြီးတော့အစိတ်စီရနေတာကိုကိုကို ပြစ်ဒဏ်ပေးအချင်းချနေတာပါ။အဓိကဘာလို့ရမှလဲဖြည့်ရှင်းနိုင်မယ့်နီလန်းရီရှာဖို့အကျိုးရှိရင်အကျိုးရှိသလိုအခက်အခဲရှိရင်ဖြည့်ရှင်းလို့ရမယ့်နီလန်းဆိုတာတွေရှိစမြဲပါပဲ။သင်တို့လွန်ခဲ့တဲ့2နှစ်3နှစ်ကလည်းစိတ်ညစ်ဖူးမှာပါ။ဒါတွေကခုချိန်မှာရည်စရာတစ်ခုတက်တာဖြစ်သွားတာပါပဲ။ အတွေ့အကြုံနဲ့သင်ငန်းစာဖြစ်သွားတာပဲလေအပျော်ရည်နဲ့ပဲနေပါအပျော်ရည်ကိုဖန်တီးပါ စိတ်ကိုတက်နိုင်သလောက်ပျော်အောင်ထားပါ လောကကြီးကစိန်ခေါ်မှုတွေရမ်းများတယ်ဆုံးရှုံးမှုတန်တွေဝိုင်းနေကြွယ်မှုတန်တွေကိုသင်မခံနိုင်ရင်စိန်ခေါ်မှုတွေများတယ်လောကကြီးကိုဘယ်လိုဆက်ပြီးရင်ဆိုင်မလဲစဉ်းစားပါကိုကိုကိုတေချောင်းကြံနဲ့နီလန်းနဲ့ဖြည့်ရှင်းပါလား။ဒါဆိုတင့်မှာလုံလောက်တဲ့ရင်ကျက်မှုမရှိသေးဘူးလို့ဆိုရမှာပဲ။ လောင်လောက်တဲ့ရင်းချက်မှုရှိတဲ့သူတိုင်းကကိစ္စတိုင်းကိုထက်သွက်မနေကြပါဘူးကုလောင်မှုကိုခံစားနေရတယ်ဆိုတာမေတ္တာစိတ်မရှိလို့ပါပြီးတော့အတ္တစိတ်ကြီးနေတာမိမိကိုယ်ကိုမိမိချစ်တာမိမိလောဘကိုမိမိမြောက်ပင့်နေတာမိမိမာနကိုရှေ့တန်းတင်နေတာဒီတော့ဒါတွေမဖြစ်အောင်တင်စိတ်ညစ်စရာတွေနဲ့ဝေးသွားအောင်ဒီလိုစိတ်ထားကြည့်ပါ ပထမတစ်ခုကခွင်းလွတ်နားလည်ပြီးကြည်ပါဒုတိယတစ်ချက်ကကိုခြင်းစာစိမ့်နေကြည်ပါတတိယတစ်ချက်ကအကောင်းမြင်စိမ့်လီနေကြည်ပါ အရင်ဆုံးငိမ့်ချန်းသွားမှတင်ပါလူတယောက်ရဲ့အမားကိုမေးပြချင်းဟာလည်းအကောင်းဆုံးကလေးစားချီခြင်းတစ်မျိုးပါပဲကန်ဆိုးမသွားရမိုးလိုက်လို့ရွာတဲ့မိုးလည်း၁၂00ဒီလုံးလုံးလိုက်မရွာနိုင်ပါဘူးသူလည်းအားချင်မှအားမှလေမောင်တိုင်းပြီးရင်တော့လေပြေရောက်လာစမြဲပါ အကောင်းဆုံးတွေလာဖို့အစိုးရအရှင်လာလေတာပါ နေရိုက်ကိုလူချင်းလို့နေဘူးတဲ့ရဆောင်နေရပါလားလို့အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ။ငါဖြစ်နေလို့ခံရတာသူဖြစ်အောင်တိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေးပါ။လူဘဝဆိုတာတကယ်တော့ခဏတာလေးပါ။အဲထဲမှာတင်ကသမင်းစားဖို့အသက်ရှင်နေတာလား။အသက်ရှင်ဖို့သမင်းစားနေတာလား။ဆိုတာကိုအရင်တွေးပါ။ကာဗွန်ချင်းသူရင်တော့မိတွေရဲ့ဖြစ်မခံပါနဲ့။ပံမိုးရှိတဲ့စိန်ပဲဖြစ်အောင်ပဲကြိုးစားပါ။ တရားလုံးတွေလုံနေရင်လည်းပညာတွေဆက်ရှာပါ အမြဲမပြတ်လည်လာပါတည်ယူပါပြီးတော့လူသားတွေကို အကျိုးပြုနိုင်တဲ့ပရဟိတတွေများများလုပ်ပါများများလှူပါ ကုညီပါ ဖေးမပါ စိတ်ကောင်းထားပါယူသားစွာကြိုးစားပါကဲဒါဆိုတင်ဘဝတစ်ခုလုံးအတွက်တမိုးရှိစွာနေထိုင်နိုင်တဲ့သူတယောက်ဖြစ်သွားနိုင်ပါပြီစောင့်တင်နာဆင်ပေးခဲ့ကြတဲ့ Ebay Radio ရမြန်မာရဲ့တောသားရှင်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။ Not the band Hello the Hara season ကနေပြီးတော့လူကြောင်းရတွေကိုမျှဝေပေးသွားမလဲဆိုတာဆက်လက်ဆောင်စာအပင်းအဆင်ကြပါအောင်လားရှင်။ဒီမှာကတော့ဒီဆက်တူပဲလာဖြစ်ပါတယ်။